နိုင်ငံကျော်ဇွဲထက်လှူတဲ့အလှကိုလုံးဝတာတို့မခွန်နိုင်ဘူးနိုင်ငံကျော်ဇွဲချက်ကားတယ်ကြည်ပါဦးနဲ့ဌာပနာရေးတဲနေကြပါဘောနော် ရစ်နဲ့ချီလားနဲ့ချီပြီးကကြမှာပေါ့အမှန်အောင်ထမင်းကိုမစားရတဲ့ပြည်သူတွေအများကြီးပဲတေခွဲရှင်ခွဲခွဲနေကြရတဲ့ပြည်သူတွေအများကြီးပဲဒါငရဲကန်းလေငရဲကန်းနဲ့ကပြည်သူလူထုကိုမကယ်တင်မဲနဲ့နောက်ဘဝမှာရမယ်နိဗ္ဗာန်ဆိုတာကြီးကိုမျှော်မှန်းပြီးတာရုခေါ်ခိုင်းရင်တော့ဟုတ်ကဲ့ရှင်ကျမအနေနဲ့တာရုလည်းမခေါ်နိုင်နဲ့လို့စိတ်လည်းမဝင်စားပါဘူးအားလုံးပဲမင်္ဂလာပါမွေး YouTube channel လေးရင်ကြိုဆိုလိုက်ပါတယ်မို့ဒီနေ့တက်ဆက်ပြခြင်းတဲ့တင်လေးကတော့ live မှာနာမည်ကြီးနေတဲ့ဒီဇွဲတစ်ခါနေပြီးတော့မဆွရင်ကြောင့်မထပ်ပနာတွေကိုမြေကြီးတဲ့မြှုပ်လိုက်တာနဲ့ပတ်သက်ပြီးတော့ဒီလောက်ရကမှားတဲ့အဖြစ်တွေဝေဖန်တဲ့သူတွေကတော့တာရုမခေါ်နိုင် ဘူးဆိုပြီးတော့ပြပြလာတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအကိုကြီးကနေပြီးတော့ထပ်နှထဲတာနဲ့ပတ်သက်ပြီးတော့အကြောင်းစကိုရှင်းပြလာတာပဲဖြစ်ပါတယ်ချီတက်မျိုးတွေလည်းဘူးထရရအောင်လို့ပြန်လဲညှောင်းလိုက်တာပဲဖြစ်ပါတယ်မွေးဗီဒီယိုလေးကိုအဆုံးထိလည်းပတ်ကြည့်ရှုပေးဖို့ click ပါရှေ့ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်နိုင်ငံကျော်ဇွဲထက်လှူတဲ့အလှကိုလုံးဝတာတုမခွန်နိုင်ဘူးဆိုပြီးတော့ကျွန်တော်ဒီမနက်ဗီဒီယိုဖိုင်လေးတစ်ဖိုင်တက်လာပါတယ် အဲ့ဒီဗီဒီယိုဖိုင်လေးကတော့ဒါပါကြီးပြည့်နေတာလေတိုင်းကြီးကြီးပြည့်နေတဲ့အချိန်မှာဒီလိုဌာပနာလေးနဲ့နောင်ဘဝကိုကူးမဲ့ကုသိုလ်ကောင်းမှုလေးထက်ဒီဘဝကငရဲသားတွေငရဲသူငရဲသားတွေကိုပဲကိုယ်နိုင်ငံကြီးကငရဲကြနေရလေငရဲသူငရဲသားတွေကိုပဲကျမတို့ဆိုရင်ကဲတင်မဲလို့ကျမတို့တော့ပြောချင်တယ်ပါရူလည်းမခေါ်နိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကုသိုလ်ကောင်းမှုလေးလုပ်ပြီးနောင်ဘဝမှာရမယ်ပေါ့နော်နောင်ဘဝကိုရမယ်နိဗ္ဗာန်ကိုလေကျမတို့မလို့ကျမဘူးဒီဘဝကပဲငရဲသားတွေကိုကယ်ကျင်ပါတယ်ဒါကကျမရဲ့ ကျမရဲ့အတွေ့ကျမရဲ့အသိကိုပြောတာနော်ကျမတို့ကဘုသူတာနဲလို့လဲဒီလိုစကားကြီးပြောတာလဲဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ကျမတို့မှာလက်တွေခန်းစားနေရတဲ့ကျမတို့မြင်နေရတဲ့ငရဲသူငရဲသားတွေရှိတယ်လေငရဲသူငရဲသားတွေကျမတို့ကိုယ်တိုင်လဲငရဲသူငရဲသားတွေပဲလေအမ်ကျမကတော့အဲ့လိုပဲပြောချင်တယ်အဲ့ဒါပဲပြောရတဲ့ပေါ့နော်စကားရေကလည်းကျမကြည့်ခဲ့ရင်တောင်းမှပဲကြောသွားတာစိတ်ဝင်စားဘူးပေါ့နော်အခုလိုမျိုးမေးလာတယ်ပြောချတယ်ဆိုတော့ကျမတို့အချင်းချင်းပြန်မပြောနေကြတာနော်ဩတယ်နိုင်ငံကျော်ဆွဲချက်ကားတယ် ကြည့်ပါဦးနဲ့ဌာပနာရဲတဲနေကြတာပေါ့နော်အဲ့လိုဌာပနာရဲတဲနေကြတာတွေကိုကြည့်ပြီးကကျွန်မကျွန်မဘေးနားပေါ့နော်ဆက်ချောင်းကြရတဲ့ပြည်သူတွေအများပြည်သူတွေကိုကြည့်လိုက်တော့ခမင်းမစားကြရအောင်ကျွန်တော်တို့လည်းခုချိန်သာတိရောမနေ့စားကြတယ်ခမင်းမစားကြရသေးဘူးဒါပေမဲ့ကျွန်တော်တို့မစားလို့ပြောနေရမဟုတ်ဘူးရစ်နဲ့ချီလာနဲ့ချီပြီးကကျွန်မပေါ့နော်ဟာနတ်မမှန်တဲ့ခမင်းတွေနတ်မှန်အောင်ခမင်းကိုမစားရတဲ့ပြည်သူတွေအများကြီးပဲ အဲတေခွဲရှင်ခွဲခွဲနေကြရတဲ့ပြည်သူတွေအများကြီးပဲဒါဟာငရဲကန်းလေဒီလိုငရဲကန်းနဲ့ငရဲသွန်းနဲ့ကပေါ့နော်ငရဲကန်းနဲ့ကပြည်သူလူထုကိုမကယ်တင်မဲနဲ့အာနောင်ဘဝမှာရမယ်နိဗ္ဗာန်ဆိုတာကြီးကိုမျှော်မှန်းပြီးတာရုခေါ်ခိုင်းရင်တော့ဟုတ်ကဲ့ရှင်ကျမအနေနဲ့တာရုလည်းမခေါ်နိုင်နဲ့လို့စိတ်လည်းမဝင်စားပါဘူးဒါကကျမတို့ရဲ့အတွေ့ကျမတို့ရဲ့အသည့်ကိုပြောရအောင်နော်ကျမဟုတ်ကဲ့ပါခင်ဗျာအခုလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီဇဲဇွဲထွက်ကနေပြီးတော့ကျွန်တော်မစိုးရင်ចောင်းတက်ကြီးစောက်လို့ဘွတ်အတွက်ကျွန်တော်တို့ဒီဇွဲထွက်နဲ့တကွာပေါ့နော်တခြားလူတွေက ျွန်တော်စိတ်နေရွှေတွေကြောက်တံဗရမ ्या တွေလာပြီးတော့ကျွန်တော်အများကြီးပဲလာလူတိုင်းတွေ့တဲ့အတိုင်းပဲလာပြီးတော့ထာပနာကြတဲ့အထက်မှာတချို့တွေကကြတော့ကိုမလူနိုင်ပေမဲ့သူများလူနိုင်တယ်တွေ့တော့ဒါရုခေါ်ပါတယ်ဆိုပြီးတော့ဒါရုခေါ်နေကြတဲ့လူတွေအများပြားရှိတယ်လို့ တချို့ကြတော့လဲကျွန်တော်တို့ဒီပတ်စံတွေကိုပေါ့နော်နိုင်ငံတလောက်ဆင်းရဲနဲ့ဒီလိုစုပ်ပြတ်တန်တဲ့ဒီပတ်စံတွေကိုဒီမှာလူတယ်တကယ်မရှိတဲ့နေရာမှာလူထမင်းမစားတဲ့လူတွေအများကြီးရှိတယ်ဘဝတွေစုပ်ပြတ်တဲ့လူတွေအများကြီးရှိတယ်အဲ့လိုလူတွေကြတော့မလူဆိုပြီးတော့ဒါအမျိုးမျိုးဒါကျွန်တော်တို့ဒါဝေဖန်နေကြတာလဲတွေ့တယ်ဗျအမှန်ကတော့ကျွန်တော်ကကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်နော်သူများအနေကိုမပြောကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အလှူရှင်ကသူ့ရဲ့ပတ်စံသူ့ရဲ့ပစ္စည်းသူကသူသူတရားရဲ့လူသူလူမှာပဲ ဒါကိုကတော့မင်းဟိုကလောက်ပါလားဒီကလောက်ပါလားလားကိုမှသွားပြီးတော့ပြောပိုင်ဝင်မရှိဘူးဘောနော်အဲဘယ်လိုလဲဆိုသူပစ္စယဟိုသူပစ္စည်းကိုသူကသူလူချင်းတဲ့စီမှာလှူမယ်နောက်ပြီးတော့ကျွန်တော်တို့ကဗုဒ္ဓဘာသာဆိုတော့ဖရာဟောနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတမန်ပုထုဇဉ်တွေကိုလှူတာထက်ကျွန်တော်ယဟန်တန်ငါတွေလှူတာပိုပြီးတော့အဲ့အလှူကမြတ်တယ်အဲ့ယဟန်တန်ငါတွေလှူတာထက်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ယဟန်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အရိယာသောတာပန်ကိုလှူရတဲ့အလှူကပိုပြီးတော့မြတ်တယ် အဲအရိယသောတာပန်နေလှူရတာထက်ကျွန်တော်တို့အနာဂံလှူရတဲ့အလှကပုံမြတ်တယ်အနာဂံထက်ကျွန်တော်တို့သကရာဂံကိုလှူရတဲ့အလှကပုံမြတ်တယ်နော်ဒီလိုစီလို့ရှိရင်ကျွန်တော်တို့ဒီအဲ့ဒီအနာဂံသကရာဂံတွေထက်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ယဟနာတွေကိုလှူရတဲ့အလှကပုံမြတ်တယ်အဲအဲ့ဒီယဟနာတွေထက်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီအဂတာဝကဆိုတဲ့ကျွန်တော်တို့လက်ရယံတွေလက်ဝဲယံတို့ အဲဖရာရဲ့အဂတဝကတွေလှူရတဲ့အလူကပုံမြတ်တယ်အဲ့ဒီတအဂတဝကတွေထက်ကျွန်တော်တို့ဒီပစ္စေကဗုဒ္ဓတွေကိုလှူရတဲ့အလူကပုံမြတ်တယ်အဲ့ဒီပစ္စေကဗုဒ္ဓတွေထက်မှတံတမတံမုဒ္ဒမြတ်စွာဘုရားကိုလှူရတဲ့လူကပိုးပြီးတော့မြတ်တယ်အဲ့ဒါပေါ့နော်ဒါဖရာကတော့အဲ့ဒီလိုဟောထားတယ်ဒါပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ကျွန်တော်လင်မယားတော့များတော့အဖြစ်လူတွေကိုပိုးလှူတယ်လေလူတွေကိုပိုးလှူတာတော့များတယ်ဘာလို့လူတွေကိုလိုက်ကျွေးတယ် သမင်းတွေကျွေးတခါကျကွေးလေးတွေလိုက်ကျွေးတယ်အဲတခါကျတော့စင်ဆရာတော့တန်ကားတော်တွေဦးလဲသွားပြီးတော့ကတ်တာတော့ရှိတယ်ဒါပေမဲ့လူတွေလူတော့ပုံများလူတွေအဆင်မပြေကြဘူးလေဒါပေမဲ့ကျွန်တော်တို့ကကြတော့အဲ့ဒါတွေကိုသွားပြီးတော့မသိဘူးလားဆိုတော့သိတယ်မကြည့်ဘူးလားဆိုတော့လည်းကြည့်တယ်ဒါပေမဲ့ကိုကပြောမှဆိုရင်လူတွေကိုပို့လှူပြတာများတာပေါ့နော်အဲ့ဒါလေးပြောပြတာပါနောက်ပြီးတော့တချို့ကြတော့လည်းတာတုမခေါ်နိုင်တာတုခေါ်လို့ရှိရင်တော့တဝက်ရတယ်ဗျဒါတချို့ကြတော့လည်းဟိုအဲ့လိုမျိုးပေါ့နော်လိုက်ဝေဖန်ကြတာရှိတယ် ဒါကျွန်တော်တို့ပြောမှဆိုရင်တော့ကျွန်တော်အမြင်ကတော့ तू ကသူကြိုက်တဲ့စီမှာလူတာပေါ့ तू ကသူလူမှာပေါ့လေနော်အားကြောင့်ဝင်ကြီးကိုမာနမတွေအမြင်ကပေါ့အဲ့ဒီဇွဲထက်မှာဒီတိုင်ကြီးထဲမှာမြေကြီးထဲမှာမြုပ်ထားတဲ့ကျွန်တော်တို့ကြောက်တံဗရမားနဲ့ရွှေငွေတွေကိုဘယ်နေရာမှာအသုံးပြုခြင်းလဲဆိုတာတခြားလောက်ပြောပြချင်တယ်အားလုံးကျေးဇူးပါဒီပြူလေးကတော့ထပ်နာထပ်နာထည့်သွင်းလူတိုင်းနဲ့ပတ်သက်ပြီးဒါတို့ခေါ်ဆိုနေကြသူရှိတယ်လို့ပြည်တင်ဝေဖန်နေကြတဲ့သူတွေလည်းအများကြီးပါပဲ။ဝှထကတော့ဥစွာပနာမမဆိုးရင်လက်ထကြီးကိုကျောင်းဆောက်ပြန်လဲဆောက်ပြီးတော့လူတိုင်းနဲ့ ဆွဲထက်မိသားစုနဲ့တကွဌာပနာထက်သွင်းလူတိုင်းရတဲ့လူရှင်မိသားစုအားလုံးကိုတာရုပါလို့ဆိုပြောကြပါတယ်။ဘုရားဖရာသုံးစုတည်ဘူးပါတယ်။ဌာပနာတည်ခြင်းနဲ့ပတ်သက်ပြီးအဲဒီမှာတရားတစ်ခါနာဘူးပါတယ်။ဌာပနာဆိုတာပထမပစ္စယံမှာဘုရားရဲ့တတိယတတ်တော်မွေးတော်စစ်တွေထဲတယ်။တတ္တဌာနတွေကိုကိုရမှာတယ်ထဲတယ်။အဲဒီမှာဒုတိယဌာပနာခန်းဆိုတာရှိတယ်။အဲဒီဌာပနာခန်းမှာကျတော့ပြန်လည်ပြုပြင်လို့ရအောင်နောက်တစ်ချိန်ပြည့်စည်သွားခဲ့လို့ရှိရင်ရောင်းချထုတ်ခွဲရောင်းချလို့ရမယ်။ကြောက်တံပရမညာတွေထဲကြတယ်။ ငွေရတော့မတင်ဘူးပေါ့ဗျာမှတ်သားစရာပဲเนาะမဆိုရင်မူလကျောင်းတက်ကဥတ္တရှိတဲ့မဆိုရင်ကျောင်းတိုင်မှာကျောင်းတိုင်များစွာကျောင်းတိုင်ပေါင်း73တိုင်တိန်နဲ့ဆို14တိုင်ရှိတယ်အဲ့ဒီကျောင်းတိုင်တွေမှာကျွန်းတိုင်မျက်နှာချက်ကြီးတွေမှာရွှေအစစ်တွေချတာမဆိုရင်နှစ်တရာမပြည့်ခင်တော့ကလေတဲ့ကြီးကိုအမိုက်ထုတ်ပြီးတော့ပြန်လဲပြုတ်ပြင်တာတချင်ဒီရွှေအမိုက်ထုတ်လို့ရတာ ਨੇ ပဲ အခုလည်းပဲကျောင်းတက္ကသိုလ်ထည့်တယ်ဆိုတော့ကျောင်းနေမြန်ပြိုကျအခုလိုမျိုးငလျင်ပေးပြိုကျပျက်စီးသွားခဲ့မယ်ဆိုလို့ရှိရင်ပြန်လည်းပြင်ပြင်လို့ရအောင်ထည့်ကြတာပါအခုငလျင်ပေးတင်သွားပြီနှစ်တရာတက်တန်းမှာဒါတွေကငလျင်ပေးတွေရောမီးပေးတွေရောရေပေးတွေရောအများကြီးဂျုံနေရတယ်အခြားသောပေးတွေရောအဲ့လိုဂျုံတဲ့အခါမှာအခုငလျင်ပေးတင်သွားတော့ကျောင်းတိုက်တွေကိုပြန်ပြီးအမိုက်ထုတ်တဲ့အခါမှာတချို့ကျောင်းကရွှေ50တာတချို့ကျောင်း30တာတချို့ကျောင်းအစိတ်တန်းရတယ်ဒါမင်းကမိုးထက်ဆရာတို့သွားပြီးတော့ကတော့တဲ့အခါမှာဆရာတို့ကမိန်လိုက်တာပေါ့နော် ိုင်းပေါ်မှာလည်းပမ္ပောက်ကကျော်ဆရာတော်ကြီးတရားကိုထပ်ပနာဖားကြောင့်ထည့်တယ်ဆိုတာနားလည်ရတယ်ဒါအားလုံးလည်းတွေ့ကြမှာပါပဲမဆွေရင်တို့မဟာကန္နာယုံတို့ဆိုတာသာသနာအာဇာနည်များစွာသာသနာကိုစောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးမွေးထုတ်ပေးတဲ့ကျောင်းတော်ကြီးပါတကယ်ကိုအကျိုးရှိပါတယ်နေစဉ်မပြတ်စာတင်စာချနေတဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်တွေအများကြီးပေါ်ထွက်ရနေရပါကိုယ်လည်းလူနိုင်လူကြပါမလူနိုင်ရင်လည်းတာတို့ခေါ်ကြပါမြန်မာပြည်လူတန်း90ကျော်60နီးပါးရှိတာအကုန်အဆင်မပြေကြပါဘူး အဆင်မပြေတာတွေကြီးပဲညှိတွမ်းမယ်ဆိုရင်အဆင်မပြေပါဘူးအဲကြတော့ကိုလူကျင်တဲ့အကြောင်းအရာလေးတစ်ခုကိုအဆင်မပြေဘူးဆိုမှတ်တည်လိုက်ပါမြန်မာလူမျိုးတွေကသရတရားသိကောင်းတယ်ဂေယုဏတရားလည်းပြေဝါကြပါအဲကြတော့ဟိုလူချမ်းပါပါဒီကလှုပ်ဆောင်ခြင်းအမှန်ကန်မှုပဲလို့ပါတယ်ဌာပနာထည့်သွင်းတဲ့ပတ်သက်ပြီးတော့ဒါရမုတ်ထည့်တည်တာလေးမျှဝေတာပါကျွန်တော်ကတော့ဌာပနာထည့်သွင်းလူလည်းနာကိုဒါရုကောဆိုတဲ့နေရာပါပါတယ်အားလုံးတက်ရှိချမ်းပါပြေရန်ကြပါပြီးလူရန်စန္ဒပြေပါစေ ဟုတ်ကဲ့ပါမျိုးလူကြီးမိုးရဲ့ဗီဒီယိုလေးရတော့ကြည့်လောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီမစွရင်ကြောင်းမှဒီထပ်မနာတွေကိုမြေကြီးထဲမြုပ်လိုက်လို့ပေါ့နော်အပြစ်တင်ဝေဖန်နေတဲ့သူတွေကတော့တာတမှုခွန်နိုင်မှုဆိုပြီးတော့ပြပြလာတယ်ပေါ့နော်ဒါကြောင့်မလို့ဒီအကိုဒီကနေပြီးတော့ထပ်မနာနဲ့ပတ်သက်ပြီးတော့အကြောင်းစုံကိုရှင်းပြလာတာပဲဖြစ်ပါတယ်ကြည်တယ်မျိုးတွေလက်မှုတရာတင်ကစားတစုံတရာရလိမ့်မယ်လို့လည်းမျှော်လင့်ပါရှိကိုကမလူနိုင်လို့ရှိရင်လူနိုင်တဲ့သူတွေကိုမူရီတာပွားရင်ကိုလည်းကုစုရတယ်ပေါ့နော်အမျိုးတို့ရောဘလို့ထင်လဲပေါ့နော်အမျိုးတွေထင်မြင်စက်ချက်ကလေးတွေလည်းဗီဒီယိုလေးအမကောမန့်လေးတွေရေးခဲ့ပြီးတော့ရပါရှိမိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလက်ပါချစ်ရှုပေးတဲ့အတွက်အားလုံး ားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ